ကြည်ကြည်တတ်ချမ်းသာတဲ့တည်နေချစ်သူတွေဖြစ်နေပြီးမယ်ဆိုင်းစီတွန်ခန်းကို အထာပေးနေရလို့ဆွဆွဲခံနေရတဲ့နော်ဖောအင်တာ MCL ပြိသက်များလုံးမဲမင်္ဂလာပါရှင်ပြိသက်များရှင်နော်ဖောအင်တာနဲ့ဆိုင်းစီတွန်ခန်းတို့ကကျင်းပေါ်ဇလန်တွဲမှာအတူတွဲဖက်တရုပ်ဆောင်ထားခဲ့တာကြောင့်ယင်းနီးနေကြတဲ့အမှုပညာရှင်တွေဆိုရင်မမားပါဘူးဒါအပြင်ဆိုင်းစီတွန်ခန်းကပြူတိုင်းကြိုက်တဲ့နေ့စည်းကမ်းတယောက်ဖြစ်တဲ့အတွက်မင်းသမီးတွေကြားမှာဆိုရင်လည်းမျက်နှာပွင့်လန်းပါတယ်လက်ရှိမှာဆိုရင်လည်းနော်ဖောအင်တာနဲ့အတူတူပြဿတ်ကနေရတာဖြစ်ပါတယ်ငလင်ပေးတွန်အမှုပညာရှင် ကရန်ပုံငွေရအောင်ပြဆက်ကပြီးရှာပွေနေကြတာပါအမှုပညာရှင် SEO ကကျင်းပတာဖြစ်တဲ့အတွက်အမှုပညာရှင်တွေကလည်းပါဝင်ကပြပေးရပါတယ်။နော်ဖုံးအင်တာကလည်းတီးတီးယုတ်ဖို့ပြဆက်မှာအတူပါဝင်ပြီးကနေတာဖြစ်ပါတယ်။တီးတီးယုတ်ဖို့ပြဆက်မှာနေထဆိုင်းစီတို့ကမေးပကြီးနက်ခတ်တို့နဲ့အတူတီးယုတ်ဆောင်ကြရတာပါ။ပြဆက်ကလက်တန်းကပြမှာဖြစ်တဲ့အတွက်အမှုပညာရှင်တွေကနေတိုင်းလိုလိုပြဆက်တိုင်ရပါတယ်။ပြဆက်တိုင်ရတဲ့အချိန်မှာအမှုပညာရှင်တွေကရင်းရင်းနှီးနှီးနဲ့ဘေးမှာကဆက်တိုင်ကြရပါတယ်။ပြဆက်မှာနော်ဖုံးအင်တာကနေထ းနဲ့တွဲဖက်ပြီးတရုတ်ဆောင်ရတာဖြစ်ပါတယ်။စိုင်းစီတွန်ခန်းကတခြားမင်းသမီးနဲ့တွဲဖက်ကတရုတ်ဆောင်ရတာပါ။နော်ဖောအင်ထားကစိုင်းစီတွန်ခန်းနဲ့တွဲပြီးတော့မကပါဘူး။ဒါပေမဲ့ဇက်တိုက်နေတဲ့အချိန်မှာနော်ဖောအင်ထားရဲ့အာယုံကစိုင်းစီတွန်ခန်းပေါ်မှာသာပိုသားလို့နေတာကြောင့်မှစိုင်းစီတွန်ခန်းပေါ်ပိုအာယုံထားပြီးဇက်ကနေရင်းနဲ့လေခိုးကြည့်တယ်လို့ဖြစ်နေခဲ့ပါတယ်။ဒါကြောင့်မလို့လေနော်ဖောအင်ထားကစိုင်းစီတွန်ခန်းကိုလိုလားထက်ပိုပြီးအာယုံဆိုင်မိမှန်းပရိသတ်တွေကသတိထားမိလာခဲ့ကြတာပါ။ဒါပြင်ဇက်တိုက်နေတဲ့ဗီဒီယိုတစ်ခုမှာဆိုရင်စိုင်းစီတွန်ခန်းကနော်ဖောအင်ထားပြီး ေးနားမှာရက်မလို့နဲ့တခြားမင်းသမီးဘေးနားမှာသွားရက်ခဲ့ပါတယ်တခြားမင်းသမီးဘေးနားမှာရောက်သွားတဲ့ပေါ်နော်ဖွန့်အေတာကမကြည့်တဲ့အကြည့်နဲ့တဝင်းတိုးတဲ့အကြည့်မျိုးနဲ့ကြည့်လိုက်မိတာပါအဲ့ဒီဗီဒီယိုကအကြည့်ကြောင့်နော်ဖွန့်အေတာကစိုင်းစီတွန်ခံကိုအထာရီပီးနေကအချစ်သက်တွေစဖို့ရည်ရွယ်နေရလားဆိုပြီးဆွဆွဲပြောဆိုနေကြတာဖြစ်ပါတယ် ်။နော်ဘောအင်တာကလက်ရှိမှာထုတ်လုပ်ရေးလုပ်ငန်းရှင်တရားဖြစ်တဲ့ထက်ခိုင်ဝင်းနဲ့တွဲနေတာပါ။ထက်ခိုင်ဝင်းကခေတူတရားမဟုတ်တယ်လို့သူကြောင့်ပဲနော်ဘောအင်တာကအမှုပညာလောကမှာအချိန်တိုတွင်းအောင်မြင်တဲ့မင်းသမီးတယောက်ဖြစ်လာခဲ့တာပါ။ထက်ခိုင်ဝင်းရဲ့ထုတ်လုပ်ရေးကအမှုပညာလောကမှာနာမည်ရတာကြောင့်အမှုပညာရှင်တွေကနော်ဘောအင်တာကိုမျက်နှာလုကအရေးပေးကြပါတယ်။ဒါအပြင်တခြားထုတ်လုပ်ရေးတွေကလည်းထက်ခိုင်ဝင်းနဲ့မိတ်ဆွေတွေဖြစ်တာမို့ရုပ်ရှင်စကားကြီးတွေမှာခွန်ရိုက်နေတာဖြစ်ပါတယ်။ဒါကြောင့်မလို့လေရုပ်ရှင်စကားကြီးတွေကိုတောင်းလျှောက်ဆိုတလို့ရိုက်ကူးနေရတာပါ။ branded ပစ္စည်းတွေက ိုဆိုရင်လည်းထဲလဲထောက်ပံ့ပြီးအန်နီနဲ့ချစ်သူကောင်းလေးကိုရထားတာဖြစ်တဲ့အတွက်နော်ဖောအယ်တာကိုနောက်ထပ်ချန်ကုန်တာမျိုးမလုပ်ဘဲကောင်းကောင်းနေတဲ့အကြောင်းကိုအကြံပေးနေတာဖြစ်ပါတယ်။နော်ဖောအယ်တာကအချင်းကြီးနဲ့ပတ်သက်ရင်လူများရဲ့ဝေဖန်မှုတွေကိုသာတောက်လျှောက်ခံနေရတာပါ။လွမ်းပိုင်နဲ့ဝေဖန်ခံရတာကိုမိပြောက်သွားတဲ့အချိန်မှာအထာပေးနေရဆိုပြီးတော့လေဆွဆွဲခံနေရတာဖြစ်ပါတယ်။ကြီးကြီးတဲ့ချမ်းသာတဲ့တထင်းနဲ့ချစ်သူတွေဖြစ်နေပြီးမြင်ဆိုင်စီတုံငန်းကိုအထာပေးနေရလို့ဆွဆွဲခံနေရတဲ့နော်ဖောအယ်တာပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ပါဦး။ အဆုံးထိကြီးပင်းခဲ့ကြတဲ့တအုပ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်လည်းအမှုပညာဆိုင်ရာအကြောင်းအရာတွေကိုရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel ကို like and follow လုပ်ခဲ့ပေးပါအောင်ရှင်။